ီဒီယိုလေးမစားခင်မှာပထမဆုံးပြောချင်တာကတော့ကျွန်တော်အခုချိန်ဒီအားပေးလာကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။လိုအပ်ချက်တွေပြင်ဆင်ရင်ပိုကောင်းအောင်ကြိုးစားရင်းနဲ့ဗီဒီယိုပုံ100ကျော်ဒီကိုလုံနိုင်ခဲ့ပါတယ်။ဒီလိုမျိုးလုံနိုင်ခဲ့တာကလည်းကျွန်တော်ကို support လုပ်ပေးကြတဲ့လူတွေကြောင့်ပါ။ဒီနေ့မှာတော့ကျွန်တော်လုပ်ချင်နေတဲ့ character best story လေးတွေကိုလုပ်ပေးသွားမယ်။ One Piece လို character တွေရန်များတဲ့ enemy တစ်ခုကိုလုံရမှာကမလွယ်ကူတလို့ပြောနေရင်လည်းမှကြံခဲ့တာတွေရှိရင်လည်းနားလည်ပေးကြဖို့နဲ့ comment မှာဝင်ရောက်ဆွေးနွေးပေးကြဖို့ပြောချင်ပါတယ်။ main character Luffy ကနေပဲစာပြောကြရအောင်။ လူဖီကိုမန်ဂီတီဒရဂွန်နဲ့မြို့သမီတစ်ယောက်ကမေလ9ရက်နေ့မှာမွေးဖွားခဲ့တယ်လူဖီရဲ့မိကဟိုလူပါဒီလူပါနဲ့တီယိုရီရဲ့မျိုးမျိုးထုတ်ခဲ့ကြပြီးအဲ့ဒီတဲကမှဂရိုမွန်တီယိုရီကတော့လူပြောများတယ်အခုချိန်ကြီးတော့အိုဒါကဘသူပါလိုချာမပြသေးတဲ့အတွက်လူဖီကိုမွေးဖွားတက်တွင်တဲ့အိုဒါကိုပဲအမေလိုတမတ်လို့ရပါတယ်လူဖီရဲ့ဘိုးကတော့ရေတဲရဲ့ legendary hero ကြီးကပ်ပဲဖြစ်တယ်လူဖီလူမန်းတီးတဲ့စားအရွယ်မှာတင်ကပ်ကဝင်းမေးရွာမှာရှိတဲ့တောင်ပေါ်ပင်လယ်ဓားရီစီမှာလာထားခဲ့တယ်ဒီလိုနဲ့မိခင်စိတ်ပြေရှိတဲ့မိမယိုင်းကြီးဓာတန်က လူဗီရဲ့ကျွေးမိဖြစ်လာတယ်။တိုးတက်အရင်ရောက်နှစ်ပြီးတချိန်မှာလူဗီရဲ့ကြည့်ရဆုံးကိုဖြစ်လာမယ်အိစနဲ့တွေ့ခဲ့တယ်။ကပ်ကတလားတစ်ခါလောက်ရောက်လာတက်ပြီးလူဗီနဲ့အိတ်ကိုရေတက်သားပြစ်လိုက်ရမယ်ဆိုရင်မျောလင်းချန်နဲ့တိုက်ခိုက်နီးရွေတင်ပေးတယ်။ခလီဘွားရဲ့အချိန်တော်တော်များများမှာတော့လူဖီကအိတ်နောက်ကိုလိုက်နီးခဲ့ပြီးစားဖို့ဆိုတဲ့ကိုနောက်ထပ်တစ်ယောက်ကိုလည်းရခဲ့တယ်။မတူညီတဲ့အိမ်မက်တွေရှိကြတဲ့သူတို့၃ယောက်ဟာ စာကေးခွက်ကိုလဲတောက်လိုက်ရင်ချိုးတိုင်ဆိုတဲ့ညီကိုတွေဖြစ်လာခဲ့ကြတယ်။ချိုးတိုင်တာ။အဲနောက်မှာတော့အိမ်မက်တွေတွေ့ပင်နယ်တဲကိုတယောက်ချင်းရွှေ့လင်းခဲ့ကြတယ်။ဖူရှာရွာကိုရောက်လာခဲ့ကြတဲ့ရန်ဟဲဘိုက်ရိတ်တီနဲ့တွေ့ခဲ့ပြီးဂေါမူဂေါမူနိုမီကိုလဲစားခဲ့တယ်။ရှန်ကသူမထော်သောင်းကိမှာကောက်ရိုးအုပ်ထုပ်ကိုပေးခဲ့ပြီး ကြည်ချက်မြင့်မြတ်တဲ့ပင်နယ်ဓမြတယောက်ဖြစ်လာတဲ့ချိန်ကြမှာပြန်ပြီးဖို့ကိုမှာခဲ့တယ်။ပင်နယ်ဓမြဘရင်ကြီးဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လူဗီတယောက်ဟာအစ္စရတ်သွားပြီးနှစ်နှစ်အကြာမှာဘူရှာရွာကနေလေကလေးနဲ့ထွက်လာခဲ့ပြီးပထမဆုံးအနေနဲ့သူ့ကိုငငယ်တုန်းကဘူလီခဲ့တဲ့စီကင်းကြီးကိုပြင်လိုက်တယ်။ဒါကကျွတ်တက်လက်တစ်ဖက်ကိုစရီပေးခဲ့တဲ့ရှန်ကိုတောင်မှမှတ်ရစေခဲ့ပြီးကောက်ရုပ်ထုပ်ကိုတံမာလာတဲ့တနေ့ကျပြန်ပြီးဖို့အတွက်ရွလင်းလိုက်တယ်။အဖွဲဝင်ဆယ်ယောက်ရှာမယ်လို့ကြိုကြော်ပြီးထွက်လာချိန်မှာပဲပုံတိုင်းမိပြီးစီပိုင်းနဲ့ဆယ်ကြီးဆက်ထွက်လိုက်ရတယ်။ Elevator Pirate တွေနဲ့တွေ့ တချိန်မှာရေတက်တူရေကောင်းပြက်လာမယ်ငကြောက်ကိုပြီကိုကဲကအကျန်းဆုံးဒါသမားဆိုတဲ့ဘောင်ဒီဟန်ရာဇိုရိုးကိုခေါ်ဖို့ရှဲအိုက်စလန်ကိုတွားခဲ့တယ်ဇိုရိုးကိုကဲပြီးနောက်ခိုပြီးကိုရေတက်မှာပဲထားခဲ့လိုက်ပြီးနောက်တဲ့ဂျွန်တဂျွန်ကိုရောလင်းလာလိုက်တယ်လမ်းမှာအစားငယ်ငှက်ပန်းခံလိုက်ပြီးအော်ရင်တောင်းဆိုတဲ့မျိုးစီကိုရောက်သွားတယ်အဲ့ဒီမှာပင်နယ်ရမားရေစီကနေလိုက်ကိုတက်တဲ့နာမီနဲ့တွေ့ခဲ့ပြီးစာဘောဘာဂီကိုနေငင်းကမျိုးလေးကိုလည်းကဲတင်ပေးခဲ့တယ်သူရဲ့ပရာဟိဒခီးစင်ကဒီလိုနဲ့စတင်ခဲ့ပြီးတချိန်မှာဆိုခဲကင်းဖြစ်လာမယ်လူလိန်အုပ်စော့ရရွာကိုရောက်ခဲ့တယ် အဲ့ဒီမှာလဲ black up pirate တွေကိုနှိမ်နှင်းပေးခဲ့ရပြီးလက်ဆောင်အနေနဲ့ဥဆိုရဲစော်ခါယာစီကနေ green mary ဆိုတဲ့နဂါမားကိုပါရလိုက်တယ်အခုဆိုတုန်းမှာဘွဲဝင်၃ယောက်ရှိသွားခဲ့ပြီဖြစ်ပြီးတော့မှ bradie ဆိုတဲ့မင်းနယ်ပြောစားတောက်ဆိုင်စီကိုရောက်ခဲ့တယ်အဲ့ဒီမှာ zoro pirate တွေရဲ့စပိုမှုဖြစ်လာမဲ့စမ်းကြည့်နေတွေ့ခဲ့ပြီး is blue မှာကျန်လာပါကြီးရဲဆိုတဲ့ dongree pirate တွေကိုလည်းနိုင်ယူပစ်ခဲ့တယ်။အကြောင်းတစ်ခုကြောင့်နာမီကအဖွဲတွေကနေထွက်သွားခဲ့ပြီးတူတော့တင်မော့ကိုလည်းယူသွားတယ်။နာမီမွေရဲ့မြေကိုကိုရရှိရွာလေးကိုလည်းရောက်ခဲ့ပြီးဒုက္ခရောက်နေတဲ့နာမီကိုပြန်ခေကာ အားလုံးဘိုက်ရိတ်တွေကိုလည်းနေနေပြခဲ့တယ်။ East Blue မှာကျမ်းမေးဆိုတဲ့အားလုံးဘာဂီဂျွန်ကူရောကိုနေနေပေးပြီးတဲ့နောက်လူစီတယောက်ဟာ30မီလီယံပေါင်ဒီစားထုတ်ခံလိုက်ရတော့တယ်။ Reline ကိုမပြတ်ခင်လော်ဒေါင်းမျိုးကိုရောက်ခဲ့ပြီးပင်လယ်ဓမြဘရင်ကြီးကိုမျက်ခံရပါတယ်ဆိုတဲ့စင်ကိုတွားကြည့်ခဲ့သေးတယ်။အဲ့ဒီနောက် reline ကိုဖြတ်က green line တဲကိုဝင်ခဲ့ကြပြီးလာဘုံနဲ့တွေ့ရယ်လာဘုံကိုပြန်တွေ့ကြမယ်ဆိုတဲ့ကတိကိုပေးက ဝီစကီပြီးဆိုတဲ့ကျွန်းကိုရောက်ခဲ့တယ်။အဲဒီမှာဘောင်ဒီဟန်တာဇူလိုက်ပြောင်းလိုက်ကြီးနဲ့တိုက်ခိုက်ခဲ့ပြီးဘရိုကွေးဝေါ်ဆိုတဲ့အဖွဲ့အကြောင်းကိုတီးခဲ့ရတယ်။တချိန်မှာကင်ဆုံးတငငယ်ချင်းပြစ်လာမဲ့အလာဘာစတာတိုင်းပြည်ရဲ့မင်းသမီးပီပီနဲ့တွေ့ခဲ့ပြီးရှီချီဘူကန်တယောက်ပြတဲ့ခရိုကိုဒိုင်းလက်ကနေတိုင်းပြည်ကိုကယ်တင်ပေးဖို့လုပ်ရပြန်တယ်ဝီစကီပီကနေအထွတ်မှာ ဒေတာကားနဲ့ဆိုတဲ့ကျုံးပေါ်ကိုရောက်ခဲ့ပြီးဂရီဘရိုဂီဆိုတဲ့လူဘလူဂျိုင်ယန့်ကြီးနဲ့ရောက်နေတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြရတယ်။အဲ့ဒီကနေအထွက်မှာကက်စတီးယားဆိုတဲ့ဗိုင်းရပ်ကြောင့်နာမည်တယောက်ဟာတဲတန်ပြားပြီးဆရာမွန်တွေပေါ်များလာပါတယ်ဆိုတဲ့ဒရိုင်းအိုင်လန်ကိုရောက်တယ်။ဘယင်ဇိုးဝါပူကိုတိုက်ထုတ်နိုင်ခဲ့ပြီးဟီတိုဟီတိုနိုမီကိုစားထားတဲ့တရေလေးချိုပါကိုသူတို့တင်မော်ရဲ့ဆရာမွန်ဖြစ်ခေါ်နိုင်ခဲ့တယ်။အဖွဲ့ဝင်တွေကတပြေးပြေးနဲ့ဒိုးလာနေခဲ့ပြီးဗီဗီတိုင်းပြီးကိုကဲဖို့အလာဘစတာတိုင်းပြီးကိုတွားခဲ့တယ်။အဲ့ဒီမှာဘရိုကွေရဲ့အေဂျင့်တွေနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခရိုကိုတိုင်းကိုအမောက်တိတ်ကတိုင်ပြီကိုကယ်တင်နိုင်လိုက်တယ်။ခုနှစ်ယောက်မြောက်ဖွဲ့ဝင်အနေနဲ့တမိုင်းပညာရှင်ဒီကိုရော်ဘင်ကိုပါခေါ်နိုင်ခဲ့တယ်။ဒနာရီလိုလူပြောများလာတဲ့ဘသူမှမတော်ရဲတဲ့ဆောင်းလုံးရေးစီးချောင်းကနေမိုးကောင်းငင်ကျွန်းစီကိုရွာခဲ့ကြပြီးကောင်းကင်နိုင်ငံစကိုင်းပြည်အားကိုရောက်သွားတယ်။ကိုကိုကိုနဗျာလိုတတ်မှတ်ထားတဲ့ support energy ကိုတိုက်ထုတ်ကာမျိုးနွယ်တွေပြပြီးတစ်ချိန်လုံးတိုက်ခိုက်နေကြတဲ့ရန်နီယန်တွေနဲ့စကိုင်းပြည်အားသားတွေကိုလည်းတက်ရောက်လုပေးခဲ့တယ်။ ကျန်းတန်းလာတဲ့ဆောင်တုံးရည်စည်းကြောင်းရဲ့အရင်တွေကောင်းကင်ကနေပြောကြလာတဲ့အရင်တွေနဲ့ကြော်ဖြတ်လာခဲ့ရတဲ့ပင်နယ်ကြမ်းကြီးတွေကြောင့် Green Mary ရဲ့အခြေအနေကတော်တော်ကိုဆိုးနေပြီးတင်မောကိုပြန်ပြင်ဖို့အတွက်ကမ္ဘာအကောင်ဆုံးတင်မောပြင်စရာတွေရှိရဆိုတဲ့ Water Seven ကိုရောက်ခဲ့ကြပြီး Mary ရာလုံအောင်ပြင်ပြင်လို့မရနိုင်တော့တဲ့အကြောင်းကိုတီးခဲ့ရတယ်ไซเบอร์บูเอเจนต์တွေကဇော်ရက်တွေရဲ့အတန်းအနေနဲ့ချိန်ချောက်တဲ့အတွက် ရောဘင်တယောက်အဖွဲကနေထွက်သွားတယ်။ရောဘင်ကိုပြန်ကယ်ဖို့အတွက်ဆိုရပိုင်အနစ်လိုဘီဂျွန်ဒီမီတက်ရှိုးတယ်။အဲ့ဒီမှာလူဗီယက်ဂီယာစကန်နဲ့တန့်ကိုပထမဆုံးအချိန်ပြင်ပြင်တွေ့ရတယ်။ရောဘင်ကိုပြန်ကယ်ဖို့အတွက်ဂူရင်းမယ်ရီဒေးကလည်းနောက်ဆုံးအချိန်အထိတူချေရတဲ့တငယ်ချင်းတွေစီကိုပင်လယ်ပင်ကြီးကိုတယောက်တည်းဖြတ်ကရောက်လာတယ်။ ဒါဟာသူ့ရဲ့နောက်ဆုံးခရီးဖြစ်ပြီးဝါဒါဆယ်ပန်းကိုရောက်ကနီးမှတပိုင်းကျိုးသွားခဲ့တယ်။အဖွဲ့ဝင်တယောက်ကိုလက်လွတ်ဆုံးချုံရတာဟာအရန်ကိုဝန်းနေစရာပြင်မှဖြစ်ကြောင်းမယ်ရီရဲ့တပ်တွေပြမှုနဲ့အတူစတော့ဟက်တပ်ဖွဲ့လုံလန်းကိုအခုကြည့်နေတဲ့ခင်ဗျားတို့ရောကျွန်တော်ပါငိုခဲ့ရတယ်။လူတွန်လို့ခေါ်တဲ့ အေရှန်ဝက်ပွန်ရဲ့ blueprint ကိုတည်နေတဲ့ Frankie ကတင်မောစရာအပြစ်ရောရဲ့ byrate ထဲကိုဝင်ခဲ့ပြီးတောင်ကျန်ဆန်နီလိုခေါ်တဲ့ identity နဲ့လောက်ထားတဲ့တင်မောကိုပါပေးခဲ့တယ်။တစ်ဖက်မှာ Luvia ကိုကြီး Ace က Blackbie ရဲ့ byrate တွေဘန်းနာကိုခံလိုက်ရပြီးအစိုးရကိုဘေးယူနေနဲ့အခဲ့တယ်။ Water Seven ကနေထွက်လာကြပြီးတဲ့နောက် Trader Bell လို့ခေါ်တဲ့ဂျွန်နဲ့တူတဲ့တင်မောကြီးစီကိုရောက်ခဲ့ကြပြီးနောက်ထပ်ရှိဘူကိုင်းတစ်ယောက်ဖြစ်တဲ့ Moriya ကိုပြင်းကဒီတာပညာရှင် Bro ကိုလည်းပွဲဝင်ပြခေါ်နိုင်ခဲ့တယ်။အဲ့ဒီနောက်တော့ ရလိုင်းကိုဒုတိယအကြိမ်ပြန်တွေ့ခဲ့ကြရပြီးဖစ်ရှ်မန်အိုင်စလန်ကိုတွားဖို့အတွက်လုခဲ့ကြရတယ်။ဂျွန်မော့မာဆယ်လစီရဲ့ဒရဂွန်တကောင်ကိုပြင်လိုက်တာကြောင့်ရေတပ်တွေကရောက်လာကြပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်။အဲ့ဒီအချိန်တုန်းကအက်ဒမင်ရယ်တယောက်နဲ့တက်ခိုက်ရလာအောင်ဒီဘသူကမှတမ်းမမနေကြဘူး။မနိုင်ရင်ပြေးဆိုတဲ့အတိုင်းနောက်တုံးရက်မှပြန်တွေ့ကြဖို့ချိန်ဆလိုက်ကြပြီးတယောက်တဲ့နေရာစီကိုပြေးကြတယ်။ဘာဒိုလိုမီယိုကူမားရဲ့ဂျေဆုကြောင့်လို့ပဲပြောရမလား။ တယောက်တနေရာစီကိုရောက်သွားခဲ့ကြပြီးတံမာဖို့အတွက်ကြောင်းတွေပန်ခဲ့တယ်အဲ့ဒီနေ့မှာပဲဇော်ရဘိုင်ရစ်တွေဟာပျောက်ကျဲမလားပျောက်သွားခဲ့ကြတယ်လူဗီတယောက်မိမလားကျော်မေဆုံလီလီကိုရောက်ခဲ့ပြီးတော့ကျွန်တော်မိမဟန်ကောကသူ့ကိုကြွေသွားတယ်အဲ့ဒီမှာပဲသူ့ကိုအေးစ်ကိုကွံ့မြတ်တော့မဲ့အကြောင်းကိုတီးခဲ့ရပြီးအေးစ်ကိုကယ်ဖို့အတွက်ကမ္ဘာအတမှာဆုံးဆောင်ဆိုတဲ့အင်ပယ်တောင်းကိုဖောက်တယ်ထောင်ဖောက်ကောင်းတာထောင်မှုမှတ်ချက်လန်ရဲ့စိတ်တွေကြောင့်တိတ်မလို့တီးပြတော့ခဲ့ရပြီးအခြေဆုံးတငယ်ချင်းဘုံကလေးရဲ့အကူအညီနဲ့ဤဗန်ကိုရိုနဲ့တွေ့ကထောင်ပေါက်တာအောင်မြင်သွားခဲ့တယ်ဘုံကလေးကထောင်မှာကြံခဲ့ရပြီးတော့ ရေရဲဌာနချုပ်စီကိုတွားခဲ့တယ်။အဲ့ဒီမှာမရီဖို့ဝါပြစ်ခဲ့ပြီးတော့သူ့ကိုကြီးအေးစ်ကဒိုနက်ဖြစ်သွားတယ်။အေးစ်ရဲ့တည်ဆုံခဲ့မှုကြောင့်လူဗီတယောက်ကြီးကျယ်ခံစားရပြီးဂျင်ဘေးတို့ဟန်ကော်တို့အကူအညီနဲ့အမေဇုန်လီလီမှာလေ့ကျင့်ဖို့ဖြစ်လာတယ်။မရင်းဖို့ဝါပြပွားခဲ့တဲ့နေရာကိုပြန်သွားခဲ့ပြီး 3D 3D ကိုအမချက်က 2Y ဒူကြီးရဆိုတဲ့သတင်းစကားကိုသူတငယ်ချင်းတွေစီကိုပါလိုက်တယ်။သူ့ကိုလာလေ့ကျင့်ပေးခဲ့တဲ့သူကတော့တချိန်ကပင်လယ်ဓားများဘရင်ကြီးကိုရီရိုဂျာရဲ့ညာလယ်ယုံရီလီပဲဖြစ်တယ်။နှစ်နှစ်အတွင်းမှာဇော်ရအဖွဲ့သားတိုင်းဟာတမ်းမာလာခဲ့ကြပြီးစာပါအိုဒီကျွန်းပေါ်မှာပြန်ဆောင်ခဲ့ကြတယ်။ အဲ့ဒီနောက်တော့ Fishman Island ကိုသွားခဲ့ကြပြီး Hori Pirate တွေကိုပြင်က Fishman Island ကိုကယ်ပေးခဲ့တယ်။တနေ့မှဂျင်ဘေးကတူဖွဲ့တယ်ဝင်မယ်လို့ကတိပေးလိုက်ပြီးငါးလူသားတွေနဲ့လူသားတွေဟာပထမဆုံးအနေနဲ့တွေ့ဖက်လှယ်ခဲ့ကြတယ်။ Asian Weapon Poseidon ဆိုတာကမင်းသမီးရှိရာဟိုကြီးဆိုတာကိုလည်းသိခဲ့ရတယ်။အဲ့ဒီနောက်တော့ဘန်ဟာဇက်ကိုရောက်ခဲ့ပြီး Lone Lu Video တွေမှာမေးပွဲခဲ့တယ်။စီးစံကလောင်ဆိုတဲ့သိပ္ပံမြင်ရှင်ကိုတစားကန်အနေနဲ့ခေါ်သွားပြီး Doflamingo ကိုစိန်ခေါ်လိုက်တယ်။ KM နဲ့မမနိုဆုခဲဆိုတဲ့ဝါနိုတိုင်းပြည်ကလူနှစ်ယောက်လဲတူတူနဲ့တူပါလာတယ်ဒီလိုနဲ့ဒိုဗလာမင်ကိုတင်ပိုက်ထားတဲ့ရုပ်တွေပြည့်နေတဲ့မြို့တော်ဒိုရိုဇာစီကိုတွားခဲ့ပြီးတချိန်ကတည်သွားပြီလို့တင်ခဲ့တဲ့သူ့ကိုကြီးစားဖို့နဲ့တွေးခဲ့တယ်ဒိုရိုဇာတိုင်းပြည်ကိုဒိုဗလာမင်ကိုလက်ထဲကနေကယ်တင်ခဲ့ပြီးအဲ့ဒီမှာဂီယာဖို့ဘောင်စမန်ကိုတွေးခဲ့ရတယ်လူဖီမှာနောက်လိုက်တွေရှိလာခဲ့ပြီးတော့သူတို့စိတ်ဆန္ဒလျောက်စတော့ဂရန်ဖလီကြီးကိုတီထောင်လိုက်တယ် လောရဲ့ပလံအတိုင်းမင်းမျိုးနဲ့တင်ရှိရာဇိုးစီကိုတွားခဲ့ကြပြီးအဲ့ဒီမှာရုပ်ပေါ်နဲ့ကလစ်တတုံးကိုတွေးလိုက်ကြတယ်ဝါနိုတိုင်းပြည်ရဲ့အမတ်သားနဲ့အတူနေကိုမာမူရှိနဲ့အီနူရာရာရှိတို့ဟာတချိန်ကမမွေးအဖေရဲ့တပည့်တွေဆိုတာကိုပါတီးခဲ့ရတယ်စန်းကြီးတယောက်ကမင်္ဂလာပွဲလုပ်ဖို့အတွက်ဘင်မွန်းပိုင်နဲ့ကိုပါသွားတဲ့အကြောင်းကိုတီးခဲ့ရပြီးပြန်ကယ်ဖို့လုပ်ရပြန်တယ်ဘင်မွန်းပိုင်နဲ့ကိုသွားကျွန်းတကျွန်းလုံးကိုရရမရှိအောင်ပြစီပြီးတဲ့နောက်စန်းကြီးကိုပြန်ကယ်လာခဲ့ပြီးဝါနိုတိုင်းပြည်ကိုသွားခဲ့တယ် ယုံကိုလေဘယ်တွေကိုတောင်မှရန်စားနိုင်လောက်အောင်တမန်လာကြပြီးတဲ့နောက်ယုံကိုခိုင်တို့ကိုပြုတ်ချဖို့လုပ်ခဲ့တယ်။ Pyramid Ninja စာမူတိုင်းလိုင်းရက်ကိုဖွဲ့စည်းပြီးနောက်ယုံကိုခိုင်တို့နဲ့အတူစစ်ရောက်လာတဲ့ဗင်မုန်းကိုပါနိုင်ယူပစ်ခဲ့ကြပြီးဂျင်မေးတယောက်ကလည်းဇော်ရဲပိုင်ရီတဲကိုဝင်ခဲ့တယ်။လူဖီရဲ့နီကာဖောင်ကြီးကိုလည်းငါတို့တွေမြင်ခဲ့ကြရပြီးဇလန်တခုလုံးရဲ့ဟိုက်ရဆောင်ခန်းတွေတဲကတခုလည်းပြစ်တယ်။ဝါနိုကနေထွက်လာကြပြီးတဲ့နောက် လူဗီယာယုံကိုတယောက်ပြစ်လာခဲ့ပြီးသူ့ရဲ့အိမ်မန်းစင်းမှန်ကိုတူတငယ်ချင်းတွေကိုပြောပြခဲ့တယ်။ဆိုကာယာဇီအော်ရေဝါနာအော်ရေဝါအဲ့ဒီနောက်အဟအကျွန်းစီကိုရောက်ခဲ့ကြပြီးကမ္ဘာညံအကောင်ဆုံးသိပ္ပံပညာရှင်ဒေါက်တာဗီဂါဘန်နဲ့တွေ့ခဲ့တယ်။အဲ့ဒီနားမှာအန်နမီကပြင်နေခဲ့ပြီးတော့နောက်ထပ်လူဗီဇလောက်သွားမယ့်အရာတွေကိုပတ်တူးနေနဲ့ပြောစရာတွေအများကြီးဖြစ်လာတဲ့အခါကျမှထပ်လုပ်ပေးသွားမယ်။ရီကတ်လုပ်တယ်။ အတူချုံဗီဒီယိုလေးတွေလောက်တဲ့ဆိုတာကအချိန်ကုန်တတ်တာပြီးကြည့်ရလွယ်အောင်လို့ဆိုပေမဲ့အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ original series ကိုတာကြည့်ဖို့အတွက်တိုက်တွန်းခြင်းနဲ့အဲ့ဒါမှလည်း One Piece တကယ်နှစ်တာရာစစ်စစ်တွေကိုခန်းစားရမှာဖြစ်တယ်။နောက်ထပ်တခြားလူတွေရဲ့ story တွေကိုလည်းပြပြပေးသွားမှာမို့ channel လေးကိုတဘောကြရတဲ့ဆိုရင် like and subscribe လေးကိုတွားပေးကြပါဦး။တကယ်လို့ကြည့်ချင်ကြတဲ့ကြား character အကြောင်းတွေရှိတယ်ဆိုလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်။ Bye man guys. See you in next video.